ကျမ်းမာတော်မူကြပါစားခမညာ K Media and New Channel ကနေပြီးပြန်လည်ကြိုဆိုလိုက်ပါတယ်မင်္ဂလာပါကျွန်တော်မျိုးတွေအားလုံးကြိုဆိုပါတယ်အဲကျွန်တော်စီးရေးနိုင်ငံရေးသတင်းလေးစမယ်နော်ပထမအဦးဆုံးသတင်းအနေနဲ့စမှာဆိုရှင်ပမောနဲ့စမယ်ဟုတ်ကဲ့နော်ပမောအရန်အရန်အရန်ကျွန်တော်ဂျင်းနဲ့ပြောရှင်မိပါတယ်အဲကျွန်တော်အားပေးနေတဲ့နေရာပေါ့နော်အကုန်လုံးပါတက်မလို့နဲ့ပတ်သက်ပြီးတော့ တိုက်ပွဲတိုင်းမှာကျွန်တော်ဒီတက်မလော်နဲ့ရက်တည်တဲ့သူတရားဖြစ်တဲ့အတွက်ကြောင့်မို့လို့တက်မလော်ရဲ့အောင်ပွဲတိုင်းမှာလည်းကျွန်တော်ပျော်ရှင်တယ်လို့တက်မလော်ရဲ့ထိခိုက်မှုတွေနာကျင်မှုတွေတိုင်းမှာလည်းကျွန်တော်နာကျင်ရပါတယ်ဗျာနော်အဲ့တော့အခုအဲဗမော်နဲ့ပတ်သက်ပြီးတော့နောက်ဆုံးရသတင်းတွေနဲ့ပြောရမယ်ဆိုရင်ကျွန်တော်ကျွန်တော်ညီကိုတွေပေါ့ဗျာနော်ကျွန်တော်ညီကိုတွေကျွန်တော်အမျိုးတွေပေါ့နော်ဗမော်မှာရှိနေတဲ့စစ်တီတွေအားလုံးရဲ့မျက်နှာမှာအပြုံးနေကိုစီနဲ့ အားအိမ်တွေတက်ကြွနေတဲ့မျက်နှာကိုမြင်ရတာဟာကျွန်တော်တတော်ကိုပျော်ရှင်သွားပါတယ်ထို့သူကျွန်တော်ဒီ online ပေါ်ဒါမျိုးပြောဆိုနေမှုလည်းသူတို့သိတယ်အဲ့တော့ကျွန်တော်ပုံမှာဒါမျိုးလေးအတိမတ်ပြုဝေးတယ်နော်ဒီအပြုံးလေးတွေနဲ့အခင်မင်စွာနဲ့ကျွန်တော်ကိုနှုတ်ဆက်တဲ့အတွက်လည်းကျေးဇူးအများကြီးကိုတင်ပါတယ်ခင်ဗျာကျွန်တော်အရန်ကိုကျွန်တော်အတိမတ်ပြုတဲ့အတွက်ကျွန်တော်အရန်ကိုကျေနပ်မိပါတယ်အဲ့တော့အခုလက်ရှိဗမော်စီအခြေအနေကတော့ KIA ကိုပြောအောင်ပါခင်ဗျားတို့မေးလိုက်လို့ရပြီလို့ နော်အဲ့မြင်ပြောလိုက်လို့ရှိရင်လည်းကျွန်တော်မတရားရောက်သွားမလားတို့ကလည်းလိုချင်နေတာလေနော်လိုချင်တဲ့အတွက်ကြောင့်မို့တိုက်တယ်တိုက်တဲ့လောက်လဲပို့တဲ့လောက်လဲမလောက်လာတဲ့လောက်လဲမလောက်ဆိုတဲ့အခြေအနေမျိုးတွေဖြစ်နေတယ်အဲ့တော့မေးလိုက်လို့ရပါပြီဗမာကဘလို့ comment ဆိုရှင် KIA ဒီ PDF ဒီလောဘလောဘဇောတက်နေတဲ့နည်းမြေလောဘဇောတက်နေတယ်နော်အာနာလောဘဇောတက်နေတဲ့စစ်သွေးကြွတွေအားလုံးအတွက်သင်္ချိုင်းဖြစ်နေလို့ပါအခု တော်တော်လေးကိုစစ်သူကြတဲ့ပုံတွေကိုနှိမ်နင်းနိုင်နေတာကိုတွေ့ရတယ်။တက်မလို့ကလည်းအပြေဝထောက်ပံ့တာကိုတွေ့ရတယ်။ KIA အနေနဲ့ကလည်းမထီးတင်တာကိုသွားထီမိရတဲ့အတွက်ကြောင့်မလို့မဖြစ်တင်တာဖြစ်သွားတယ်ပေါ့ဗျာနော်။ဒါအရင်ကျေးဆုံးပြောလိုက်တာပါ။ပြောရမယ်ဆိုလို့ရှိရင်တော့မရတင်တာရတဲ့အတွက်ကြောင့်မခံတင်တာခံလိုက်ရတယ်ပေါ့။အဲ့လိုမျိုးပုံစံမျိုးလဲ KIA ကိုပြောလို့ရပါတယ်။အဲ့တော့ဗမောဟာဘလို့မျိုး KIA အတွက်သွားဖြစ်နေတယ်ဆိုလို့ရှိရင်ကျုံတွင်ပြီးတော့နော် ုံသင်းပြီးတော့အပြင်းခံရသောအခြေအနေဖြစ်ပါလေအဲ့တော့ကချင်ပြည်နယ်တပည်နယ်လုံးမှာရှိနေသောဒီ KIA စစ်သွေးကြွများသည်တမောကိုသွားတယ်တမောရောက်လို့ရှိရင်ပြန်လမ်းမရှိတဲ့ဘုရားကိုရောက်သွားတယ်သူတို့ PDF တွေသူတို့မနိုင်တော့ PDF တွေခေါ်တယ်ဝင်တယ်ပြန်လမ်းမရှိတဲ့ဘုရားတွေရောက်ကုန်တယ်အခုဆိုလို့ရှိရင်ဝေမာများမနိုင်မနိုင်နဲ့ဆိုတော့ကြောက်မလို့ရက်အနေငယ်ရှိပါပဲ ဘာမောလုံးဝညင်နေတာ ဖြစ်တယ်နော်ဘာမောလုံးဝညင်နေတဲ့အချိန်တွေရှိတယ်အဲ့တော့စစ်တီတွေအနေနဲ့ကလည်းငါတို့ကိုစနကျွန်တော်ပြောတဲ့သတင်းစကားပုံစံမျိုးပါပဲခင်ဗျားတို့ဘာမောရဖို့ဆိုလို့ရှိရင်ခင်ဗျားတို့မေးလိုက်ရပြီလို့ပြောရမှာပါအဲ့တော့ဘာမောရဲ့ဂျေစုကဘာမောစစ်တီရဲ့ဂျေစုတွေကကချင်တပြည်တုံးမှာရှိတယ်လို့ပြောလို့ရတယ်ဘာကြောင့်လဲဆိုတော့ဘာမောကိုအာယုံစိုက်နေရတဲ့ KIA ဟာဘလို့တွေဖြစ်နေဆိုတော့တခြားနေရာတွေစီရဲတွေမှာ အာယုံမဆိုင်နိုင်တော့အဲ့အတွက်ကြောင့်မို့လို့ငိုကောင်းလို့နော်နောက်ထပ်ဒီညကြီးနာလို့အဲ့ဒီဘက်ချမ်းနေမှာတက်မလို့သားတွေရောပြည်သူတွေရောအားလုံးဟာအေးအေးဆေးဆေးနဲ့ပွဲတွေလည်းကျင်းပနိုင်သလိုနော်ပြည်သူလူထုစိတ်ချမ်းသာနေရပါတယ် KIA ဒါမျိုးအဲ့တော့ပြည်သူလူထုနဲ့ KIA ကကချင်းပြည်နယ်မှာရှိသောပြည်သူလူထုနဲ့နော်အာဒီ KIA နဲ့ကဘလို့အချိုးကျလဲဆိုလို့ရှိရင် KIA ဒုက္ခရောက်ရင်ပြည်သူလူထုတွေကဘဝဟာပျော်ရွှင်နေရတယ်နော်အ KIA စစ်သွေးကြပြီးမန်တက်ဘလာတောင်းနေပြီဟေ့ဆိုလို့ရှိရင်ပြည်သူလူထုစိတ်ညစ်ရတယ်ဆိုတော့အခြေအနေမျိုးဖြစ်တယ်အဲ့တော့ဗမော်က KIA ရဲ့အားအင်ကိုရှော့ချပေးတဲ့နေရာဖြစ်တဲ့အတွက်ကြောင့်မလို့ဗမော်ကျေးဇူးတွေကျွန်တော်တို့ KIA နော် KIA ကိုစန့်ကျင်နေတဲ့အဖွဲ့တွေအားလုံးမှာနော်အာရှိနေတယ်လို့ကချင်တပြည်လုံးမှာရှိနေတဲ့ပြည်သူတွေအားလုံးမှာလည်းကျေးဇူးရှိပါတယ်ကျေးဇူးလည်းအများကြီးတင်ပါတယ်နော် အခုလိုမျိုးတတိအသေးဆွဲသွေးပေါ့နော်အကုန်လုံးကိုတွေ့ရတယ်တက်မလို့ဆိုတာဘာလဲဆိုတာကိုချပြနိုင်တဲ့ပမော်ကိုယေရှုအများကြီးတင်တယ်တက်မလို့ဟာပမော်နဲ့ပတ်သက်လာလို့ရှိရင်မိသားစုစိတ်တက်အားလုံးမှာရှိသွားစေတယ်အထက်ရာအထက်အရာရှိအစင်စင်အားလုံးကအစပမော်နဲ့ပတ်သက်လာရှိရင်တက်တက်လှုပ်ပါနော်အဲ့တော့ထောက်ပံ့ရေးကအစပမော်နဲ့ပတ်သက်လာရှိရင်တက်တက်လှုပ်ပါဘာကြောင့်လဲဆိုလို့ရှိရင်ဒါကပမော်ရဲ့ပြောမယ်ဆိုလို့ရှိရင်ထူးခြားမှုပဲကနော်တက်မလို့ဒါအားလုံးကိုလည်းစီယုံမှုကိုပေါ်ဆောင်နိုင်စွမ်းနေရှိလာခဲ့တယ် မတော့တက်တဲ့အခြေအနေနဲ့အဲ့မှာအဲစာကခ27တက်မကြီးကတော့ AA စစ်စေးပါပဲရှိပါတယ်နော်အဲသူတို့လာဝင်လိုက်လာလုံးလိုက်တော့ရှိတယ်လို့သတင်းကြားသိရတယ်သို့ပေါ့တော့လည်းအဝေးပြက်တော့ပဲရှိပါတော့တယ်အဲ့တော့တက်တဲ့အားလုံး AA စစ်စေးလို့ပြောလို့ရတယ်အဲတက်တက်နောက်ဆုတ်ပေးထားတာရှိတယ်နောက်တက်တက်ကကြတဝက်တိတိပြန်ရထားတာလည်းရှိတယ်အဲ့တော့ ထို့သူသူတို့ကဟိုတက်တက်တက်ကိုတက်မတော်ကနေပြီးတော့ဗောနဟိုဘံမော်ကဘံမော်မှာရှိတဲ့တက်တက်တက်နောက်ဆုတ်ပေးရဆိုအာနောက်ဆုတ်ပေးလိုက်တာမဟုတ်ဘူးတက်ကွင်းနဲ့ဆွဲထည့်လိုက်တာအဲ့တော့သူတို့ကတော့ဗျာ KIA အနေနဲ့ကတော့อืมဘယ်လိုခေါ်မလဲဆိုရင်သူတို့ရဲ့ဒီဟိုခိုင်းဘက်ကလေးတွေပေါ့ဗျာနော်ကွန်ဒုံးလေးတွေပေါ့ PDF ကွန်ဒုံးလေးတွေကိုအကျေစုနဲ့နော်ဟိုဘံမော်ကိုအရတိုက်နေတာပဲသူ့ပါတော့လဲပဲတက်ကအာဘူဟာအရတော့လကောင်းနော် နောက်ခဏနောက်ဆုတ်ပေးလိုက်တဲ့အတိုင်းတိုင်းရှိတယ်နောက်ဆုတ်ပေးလိုက်တာကလေတက်ပဲနောက်ဆုတ်ရတာတက်ကဘာမှထိခိုက်မှုအ ਨੇ ဆုံးနဲ့အောင်မြင်စွာနဲ့ခိတ္တနောက်ဆုတ်လိုက်တာပြီးရင်ပြန်ရတာပဲအဲ့တော့အဲသူတို့ကတော့ရပြီဆိုပြီးပြောတာပြောသူတို့ရပျော်ရွှင်မှုရဲ့နောက်မှာ KIA ရော PDF ကောသူတို့အတင်းအာဓမဆွဲထားတဲ့ဒီပြည်သူပေါ့နော်ဟိုစေသွေးကြပြည်သူလို့ပြောအောင်ပါဗျာသူတို့လည်းပေါင်းပြီဆိုတော့သူတို့တွေအားလုံးကပေးဆက်လိုက်တာတေးတာတေးတာတောက်တောက်လဲတေးကြတာတို့ပါတော့လည်းပဲ KIA ရထားတွေကိုကြည့်နေမှာမဟုတ်ဘူးဘာကြောင့်လဲသိလား KI ကဘိုးတဘိုးပဲရှိတဲ့အဖွဲ့အစည်းမို့လို့ပါနော်အဲ့တော့သူတို့ရရင်ပြီးရောဆိုတဲ့နေမြေလောဘဇောတက်နေတာကိုသူတွေ့ရတယ်အဲ့တော့လက်ရှိစီးရေးချင်းနေမှာအဲ KI A ကိုတိုက်နေတော့ဗမော်ရဲ့အခြေအနေကိုပြောရမယ်ဟေ့ဆိုလို့ရှိရင်နော်စစ်တီတွေအားလုံးရွရွချွတ်ချွတ်နဲ့ခုခံတိုက်ပွဲဝင်နေပါတယ်မိသားစုစိတ်တအရန်ကိုပြင်းထန်ပါတယ်နော်နောက်ထပ်ဒီစစ်သားစစ်မှန်စိတ်တအရန်ကိုပြင်းထန်ပါတယ်အဲနောက်ထပ်ပြောမယ်ဆိုလို့ရှိရင်တော့ အမ်မျိုးထဲမှာလည်းအခုဆိုအောင်မြင်ချဲ့မှုတွေရှိတယ်နော်အဲ့တော့ KIA ကိုပြောလိုက်မယ်ပမော်ကိုမေ့ခြင်းမေ့လိုက်ပါတော့ပါတော့လဲပဲအဲ KIA ဟာပမော်နဲ့ပတ်သက်လာလို့ရှိရင်အချက်ကလည်း꿰မှာဦးနော်နောက်ဆုံးလည်းအချက်꿰မှာရှေ့တွင်းလည်းဝါးပြက်မှာဆိုတဲ့ခါကျတော့သူခမြန်မှာပြောမယ်ဆိုရင်ဟိုထန်နဲ့ဟိုခန်ကြားထဲမှာနော်တေးတန်อยู่မလားဟိုခန်อยู่မလားဆိုတဲ့ပုံစံမျိုးဖြစ်နေတာအဲဒါကြောင့်ဟာတာလေးပါကျွန်တော်လည်းဒီမျိုးပေါ့ ဟာတာရင်ရင်နေမသုံးကြပါဘူးအဲအဲအဲလိုပုံစံမျိုးဖြစ်နေတဲ့ KIA ဒါမျိုးဖြစ်နေပေါ့နော်အဲ့ဒါလောက်လေးပါဟာတာလေး sorry ပါကျွန်တော်ဟာတာလေးနေနဲ့ကြံသွားပါတယ်အဲ့တော့အခြေအနေတွေအဖြစ်ပြောမယ်ဆိုရင်ဘဘချင်းနေအားလုံးပျော်ရွှင်ပါလားကျွန်တော်နောက်ဆုံးရရှိတဲ့သတင်းရဆိုလို့ရှိရင်အဲကျွန်တော်ချစ်ရတဲ့ကျွန်တော်ညီလေးနေမှာစကားပြောရတဲ့အတွက်ကြောင့်မလို့ကျွန်တော်လည်းတော်တော်လေးကိုပျော်ရွှင်ပါတယ်နော်အဲကျွန်တော်ရဲ့ဒီဒေတာခံနေအားလုံးနဲ့ပေါ့နော်စကားပြောရတဲ့အတွက်ကြောင့်မလို့ကျွန်တော်တော်တော်လေးပျော်ရွှင်ခဲ့ပါတယ်အဲ့တော့ဒါဘမောအချိန်လေးပေါ့ဗျာနော် တော့အဲဘမပြီးလို့ရှိရင်တော့ဟေးလာပြီအခုကျွန်တော်တက်မလို့အရှိုက်ပေါ့ဗျာနော်ကပ္ပဆာကြီးရဲ့ကိစ္စကျွန်တော်ပြောအောင်အဲကပ္ပဆာကြီးနဲ့ပတ်သက်လာလို့ရှိရင်ဒီကပ္ပဆာစေယုံကြီးရှိတဲ့ဒီအုတ်ရှစ်ပင်တို့နော်ညောင်ခြေတော့တို့ကိုအရတိုက်နေအောင်သူရနော်ဘရောင်းမျိုးတွေလည်းမပါလဲအဲ့ဒီအဲ့လိုကိုတိုက်နေတယ်တော့အဲ့လိုကြီးကိုရပါပြီဆိုပြီးတော့ခိုင်သူခရဲ့ခမားအနေနဲ့နော်ဘယ်လိုမျိုးများပြောလိုက်လဲမသိဘူးနော် ခေတ္တမီဒီယာကိုပြောတယ်တဲ့ခိုင်သူခ အဲဒီပေါ့ညောင်ကျိုးကိုသူတို့လုံးလုံးရသွားပါပြီတဲ့သူကပြောခဲ့တာအရေးမကြီးဘူးเนาะ तू ပြောတဲ့ဥစ္စာပေါ့နော်ဟိုဘယ်လိုခေါ်မလဲဆိုတော့ तू အဆက်ကွဲမှာ哦အဆက်ကွဲမှာကြောက်တဲ့အတွက်ကြောင့်မို့လို့ तू လက်အောက်ကအေးအေးလေးတွေ PDF ကလေးတွေကတိုက်လိုက်ရတာတိုက်လိုက်ရတာเนาะအဲ့တော့ဟာဒီကားတကယ်အဆက်ကွဲသွားတာအဆက်ပြန်ပြန်ကွဲသွားတယ်ခိုင်ဒုက္ခရဘာကြောင့်လဲဆိုတော့လေ ပြောတဲ့အချိန်မှာလုံးဝလည်းမကြသေးသလိုအဲနည်းနည်းလေးတော့ကြံ့ကြံ့တန်းတန်းအချိန်တွေတော့ရှိခဲ့တယ်အဲ့အချိန်မှာဒါတော့ကျွန်တော်အားလုံးဝန်ခံရမှာအဲ့တော့တက်ကလည်းရူးရွချွန်ချွန်ပြန်ခုခံတဲ့ပြင်ကိုတကယ်ဒီ fighter တက်တွေပါကျွန်တော်တို့ပြောတဲ့အတိုင်းပါနော်ကျွန်တော်တင်ပြရတဲ့အတိုင်းတက်ကလည်း fighter တက်တွေရောက်သွားတာကိုတွေ့ရတယ်အဲ့ဒီမနက်မှာ fighter တက်တွေတကယ် 4K ကြီးတွေရောက်သွားတာအာရောက်သွားပြီးတော့ သပုံကိုရွတ်ရွတ်ချွန်ချွန်ချိန်မုန်းတာဗျာနောက်ဆုံးပိတ်အဲ့ဒီညောင်ချိုးကိုကြော်ပြီးတော့ဟုတ်ပကံခွဲရောပကံခွဲရောကိုပထမနောက်ဆုတ်လိုက်ရတယ်ဟုတ်ပကံခွဲရောကိုပြန်ကြော်ပြီးတော့အေးပကံခွဲရောထပ်ကြော်လာပြီဆိုနောက်ထပ်ကျွန်တော်တို့ကလားလက်တို့ကလားလက်တို့ပြီးလို့ရှိရင်မိုးထိမိုးထိပြီးရင်တော့ဟေးနော်အခက်မသိရင်အေးအေးစူးချိုးခဲ့ရင်တော့တောင်ကုန်းထိတက်မလို့ကပြန်ပြီးတော့ယူသွားနိုင်တယ်အဲတော့ပါတော့လဲတက်မလို့လဲအခုချိန်မှာအလုပ်များနေတဲ့အတွက်ကြောင့်မလို့တော့အဲဒါကတော့မိကုန်းထုတ်စရာတော့ရှိတာပေါ့ဗျာနော်အဲ့တော့ဆိုလိုချင်တာက ခိုင်ဒုက္ခရပါပြီဆိုပြီးတော့အာလော်ထားတယ်သူလည်းလော်ပြီးအဆင့်ဖြစ်သွားပါတယ်နော်ဒီဒီနေရာမှာတော့အဲ့တော့အဲခစ်တဲ့တို့ဒီပေါ့နောက်ထပ်စစ်သွေးကြောအာပီထောက်ခံတဲ့အေယာဝတီတို့လိုမီဒီယာမျိုးတွေဟလား BBC တို့လိုမီဒီယာမျိုးတွေကလည်းလော်ထားတာလည်းရှိတယ်ထို့တူသူတို့ရဲ့ရောင်ပြန်ရောင်တော်ပြန်လေးတွေကလည်းရောင်တော်ပြန်နိုင်ငံရေးဆယ်လီတွေတွေကလည်းထကြွခုံပေါက်မြူးထူးနေအောင်တွေ့ရတယ်တို့ပါတော့လဲအားလုံးအရှက်ပြန်ပြန်ကွဲခဲ့ပါတယ် ညောင်ကျိုလုံးဝလုံးဝမကြတဲ့အပြစ်ကိုညောင်ကျိုကိုတက်အင်အားအပြစ်အဝါနဲ့ပြန်လဲပြီးတော့အဲဘယ်လိုခေါ်မလဲဆိုလို့ရှိရင်ကာကွယ်ခုခံထားနိုင်ပါတယ်နော်ခြေမုံထားနိုင်ပါတယ်ပေါ့ဗျာနော်အဲ့တော့ညောင်ကျိုအချိန်တွေကိုပြောရမယ်ဆိုလို့ရှိရင်ပေါ့ဗျာနော်အညောင်ကျိုကြော်လာလို့ရှိရင်တော့ကျွန်တော်ကပတ်ဆာကပုံမှန်လင်းပြောရရင်တော်တော်ကြီးနီးသွားပြီအဲ့တော့ညောင်ကျိုကနော်ညောင်ကျိုးပေါ့သူတို့ခေါ်တာညောင်ကျိုးလို့လည်းခေါ်တယ်အဲ့ကျွန်တော်ကတော့စာနဲ့ခေါ်ရတဲ့အတွက်ကြောင့်မလို့တည်းတည်ခံပြီပါနော် ညောင်ကျိုးကိုဝင်မယ်ဟေ့ဆိုလို့ရှိရင်အဲ့ဒီမှာဗျထုတ်လို့ရေးကုန်းဆိုတာရှိတာဟုတ်နော်ထုတ်လို့ရေးကုန်းလို့ခေါ်တယ်အရင်ကဟိုဘယ်လိုခေါ်မလဲဆိုတော့တစ်ထုတ်လို့တဲ့နေရာတစ်ခိုးတဲ့နေရာပေါ့အဲ့တော့တစ်ထုတ်လို့ရေးကိုကြော်မှညောင်ကျိုးကိုရမှာအဲ့တော့တစ်ထုတ်လို့ရေးကုန်းကိုနေရာမှာအခုလိုလိုဆိုအေအေကရိတ်ခါပို့တဲ့ကားတွေဘာလို့ပစ်တယ်အဲ့နေရာမှာတိုက်ပွဲကပြင်းထန်ဆိုတာဖြစ်တယ်အဲ့တော့ညောင်ကျိုးကိုရောက်မယ်အဲ့ဒါကြော်လို့ရှိရင်တော့ရခိုင်ဘက်ကလာမယ်ဆိုလို့ရှိရင်အဲ့တော့အဲ့ဘက်ကနေထပ်ပြီးတော့နောက်ကိုဆက်သွားမယ်ဟေ့ဆိုလို့ရှိရင်တော့ ဒါညောင်ကျိုးကျော်လာပြီးဟိဆိုရင်ကျွန်တော်တို့အုတ်ရှိပင်ကိုသွားရလားညောင်ခြေတော့ကိုသွားရလားအဲ့မှာချင်းကုန်းစာရှိအဲ့အဲ့ဒီချင်းကုန်းမှာအဲ့တက်ကတက်ဆွဲထားတယ်အဲ့တော့ဆိုလိုချင်တာကအဲ့ဒီမှာရှိနေတဲ့ AA တွေကတခုတော့ရှိတယ်ဗျနေကျွမ်းတာလားဒါမှမဟုတ်လို့ရှိရင်လည်းသူ့လူကိုယ့်ဘက်သားဖျက်သိရှိနေတာလားအဲဒါတွေကတော့ကျွန်တော်ထက်ထွက်စဉ်းစားမှာဒါတွေတော့ကျွန်တော်ဆက်ပြောပါမယ်အဲ့တော့ဟိုဘယ်လိုခေါ်မလဲဆိုတော့သူတို့အမှန်တကယ်အားဖြင့်ဆို AA တက်ရမယ့်ပုံစံကထုတ်လို့ရခုတက်ရမယ် အတိုက်ပြသွားလို့ရှိရင်ညောင်ကျိုးကိုဝင်ရမယ်ညောင်ကျိုးကိုဝင်ပြီးတော့မှဒီနောက်ထပ်ဒီကာကင်းစကန်းဖြစ်တဲ့ဒီချင်းကုန်းကိုတိုက်ရမယ်နော်အဲအဲ့ဒါမျိုးမလုပ်ဘဲနဲ့ပထမဦးဆုံးအနေနဲ့ထုတ်လို့ရကုန်းကိုတိုက်တယ်ညောင်ကျိုးကိုကိုယ်ဝိုက်ပြီးတော့ညောင်ကျိုးအလွန်ဒီချင်းကုန်းကိုဝင်တိုက်တယ်အဆိုလိုချင်တာကသူတို့တော်တော်လမ်းကျွမ်းတယ်လို့ပြောလို့ရတာပေါ့ဗျာနော်အဲလမ်းကျွမ်းတယ်ဗကန်ကိုရလည်းထပ်ပြီးတော့သူတို့လမ်းကွေ့ကွင်းလာတယ်နော်ကွေ့ပြီးတော့ဝင်လာတယ်အဲ့တော့သူတို့လုပ်တဲ့ပုံစံကတော့ကျွမ်းတော့ အဲ့တော့ကြံအိုက်အိုက်ထဲပေါ့နော်တစ်ခိုးလန်းနေပါမန်နေဂျာဒါတစ်ခိုးလန်းနေပါပဲအပြောမစခရိုနီနေနဲ့ဖောက်ထားတဲ့တစ်ခိုးလန်းနေဖြစ်ချင်းဖြစ်မဖြစ်လို့ရှိရင် AA ကဟုတ်အရင်နေကနေပြီးတော့လွန်ခဲ့တဲ့နှစ်နှစ်လောက်ထဲကနေပြီးတော့ဒါကိုတဲ့နော်အကြံစီနဲ့ဖော်ဆောင်ထားတဲ့တစ်ခိုးလန်းနေဖြစ်တယ်တစ်ခိုးလန်းအမြီခံနော်တစ်ခိုးလန်းအမြီခံဒီကပ္ပစားတွေကိုတိုက်ဖို့တို့ရဲ့အကြံစီကဟုတ်အရင်နေကရှိခဲ့တယ်အဲ့ဒီစီစဉ်တိုင်းဖောက်ထားတဲ့လန်းနေကနေပြီးတော့ပေါ်လာတယ် ပေါ်လာပြီးရင်တက်နာကိုကတ်တယ်ကတ်ပြီးတော့လို့ရှိရင်သူတို့တွင်းတူးတယ်တွင်းတူးပြီးလူတို့ကစားတွင်းတူးပြီးတော့သူတို့အဲ့မှာရအောင်ကုတ်ပြီးနေတာအဲနေပြီးတော့တိုက်တဲ့ပုံစံမျိုးအဲ့တော့လက်နက်ကြီးပစ်တာတွေဘာတွေကတိတ်မထိရောက်ဘူးပေါ့နော်မထိရောက်တဲ့ခါကျတော့အခုတက်ကလည်းအဲစစ်တပ်ပဲဗျာနော်သူတို့မှလည်းဗျူဟာမြောက်အဲဗျူဟာမြောက်တဲ့လက်နက်တွေရှိပါတယ်အဲ့လက်နက်တွေကဘာလဲဆိုတော့ဒီတာမန်ပေါ့တာမန်ပစ်တဲ့ကြီးစံကြီးတွေအစားပေါ့နော်ဒီခဲရံတွေအစားကို တခြားပေါ့မီးလောင်တဲ့မီးလောင်စီသောပုံတွေကိုအသုံးပြုတယ်လို့ကြားသိရတယ်ပေါ့နော်အဲ့တော့အေးစစ်သွေးကြတယ်ကြာဆုံးများစွာနဲ့နောက်ပြန်ဆုတ်ပြီးတော့ပြေးပြီးတော်တဲ့ဝင်ပုံသွားပြန်ပါပြီနော် တော်တဲ့ဝင်ပုံသွားပြန်ပါပြီအဲ့တော့ခုချိန်ထိညောင်ကျိုးရလဲ AAC ပဲဖြစ်သူကပ္ပစတွေလည်းလုံလုံချုံချုံပဲရှိနေတယ်ဒါဒီနေရာမှာကျွန်တော်တို့ဟိုအဓိကအထရီထားရမှာကဒီတစ်ခိုးလန်းနေဖြစ်တယ်ဒီတစ်ခိုးလန်းနဲ့တစ်ခိုးလန်းအမြေခံနော် ီကပ္ပဆောက်ကိုတိုက်ဖို့အတွက်လမ်းတွေဖောက်ထားတာဖြစ်တယ်လို့ကျွန်တော်တို့ကတော့အခုနောက်ပိုင်းတဖြည်းဖြည်းနဲ့အဲရုပ်လုံးပေါ်လာပြီပေါ့ဗျာနော်အဲ့တော့အခုလက်ရှိအခြေအနေမှာအဲဒီညောင်ကျိုးနဲ့ပတ်သက်ပြီးတော့ကျဉ်းချုံပြောမယ်ဆိုလို့ရှင်ညောင်ကျိုးရွာလုံးဝမကြပါဘူးညောင်ကျိုးရွာအထက်ကကာကင်းကုန်းတွေမှာအခုကာကင်းကုန်းတွေဖြစ်တဲ့ဖျားကုန်းတို့ချင်းကုန်းတို့နော်ထောက်လို့ရေးပေါက်တို့နော်အဲ့ဒီနေရာတွေအားလုံးမှာအတိုက်ပွဲရှိပါတော့ညာလဲပဲတက်ကအตาစည်းယူပြီးတော့ စေသွေးကြတဲ့ပုံနဲ့အားလုံးကိုလူတောင်သွားစရာမလိုဘဲ drone နဲ့မီးလောင်ပုံးများနဲ့အသုံးပြုတဲ့အတွက်ကြောင့်မလို့ AA တွေပြေးရတာအဲ့ဒီ drone drone footage တွေအောင်တိတ်မကြခင်တက်လာနိုင်တယ်ဆိုတော့သိစေခြင်းနဲ့ထို့ပြင်ကိုပကံငယ်ရာထီကိုလည်းပြည်သူစစ်အင်အားတွေနဲ့ဆက်လက်ပြီးရောက်သွားတာတွေရှိတယ်။အေးအဲ့ဒီနေရာတွေအားလုံးကိုသာ AA ကစိတ်နှောက်ရှက်မပေးနိုင်တော့ဘူးဆိုလို့ရှိရင်တော့တိတ်မကြခင်မှာမိုးထီကနေတောင်ကုန်းထီကိုခရီးဆက်ကောင်းဆက်သွားနိုင်တယ်ဆိုတော့ကျွန်တော်အနေနဲ့ဒါသတင်းစကားပြောပြခြင်းနဲ့ ဒီနေရာမှာဆန္ဒကကျွန်တော်ပြောတဲ့ဒီလမ်းကြောတွေဖြစ်တဲ့အဲ့ဒီညောင်ကျိုးရပင်းတာလမ်းကြောတွေပြောအဲ့ဒီလမ်းကြောတွေကအဲ့ဒီလမ်းတွေမှာတစ်လုတ်တာဗျာတဲ့လားတစ်ခိုးထုတ်တဲ့လမ်းတွေအဲ့ဒီတစ်ခိုးထုတ်တဲ့လမ်းတွေကနေပြီးတော့ဒီ AA တွေကဝင်ပေါက်ထွက်ပေါက်လုပ်နေတာအတက်ကစကန်းချသလားဆိုချတယ်ဒါပေမဲ့တက်ကစကန်းချလာတယ်ကတ်တရလမ်းလောက်ပဲသူတို့ကဟိုဘယ်လိုကောင်းမဆိုကြီးလုံချုံရင်းယူတာတကယ်တစ်ခိုးလမ်းတွေကြတော့လုံချုံရင်းမယူနိုင်ဘူးအဲ့တော့ ဒီ AA စေတူကြသဘုံနေဒီ PDF တွေကဒီတစ်ခိုးလန်းတွေကိုအကာအကွယ်ယူတစ်ခိုးလန်းတွေမှာနေတာအဲ့တော့ဒီတစ်ခိုးလန်းတွေမှာနေဖို့ဆိုတာကသူတို့မှာရိတ်ခါရှိဖို့လိုတယ်ဒီရိတ်ခါတွေကိုနော်အာဘယ်လိုခေါ်မလဲဆိုတော့တယောက်ယောက်ကနေမပို့ပေးပဲနဲ့ဒီ AA စေတူကြတွေရောဒီ PDF တွေရောနော် PDF ကုန်လုံးတွေကဘလို့မှဟိုရှင်းတန်းနိုင်စရာအကြောင်းမရှိဘူးအဲ့တော့ဒီကောင်းတွေကိုဘယ်သူကရိတ်ခါပို့ပေးနေတယ်လဲ ဟလာရိတ်ခါကဘဲကသွားမှာတောင်ကုတ်ကလာမှာတောင်ကုတ်ကလာဖို့ဆိုလို့ရှိရင်သူကသူတော့ငတ်နေတာအဲ့ပေါ်ချင်းရွာလေးဆိုတာလည်းငတ်နေတာနော်အဲ့တော့ဘဲကသွားမလဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီအုတ်ရှစ်ပင်ဘက်ကတက်မှရမယ်နော်အုတ်ရှစ်ပင်ဘက်ကတက်တက်အဲ့ဒီဘရောင်းဘက်ကအဲ့ဘက်ချမ်းကနေပြီးတက်မှရမယ်အဲ့လိုမတက်ဘူးဆိုလို့ရှိရင်ရိတ်ခါရစရာမရှိဘူးအဲ့တော့ရိတ်ခါလမ်းတက်ဖို့ဆိုတာလည်းအဲ့ဒီမှာ gate တွေကအများကြီးရှိတယ်ဂိတ်တွေကတက်မလို့ထိုင်တဲ့ဂိတ်တွေရှိတယ်အဲ့ဒီဂိတ်တွေကဘာဂိတ်တွေဆိုလို့ရှိရင်ကျွန်တော်တို့ အရာရှိငယ်လေးတွေထိုင်တော့ဗျာ၃ပွင့်တော့เนาะ၂ပွင့်တော့အဲ့လိုမျိုးအရာရှိငယ်လေးတွေထိုင်တဲ့ gate ပါအဲ့တော့ဒီ gate တွေကိုဖြတ်တဲ့နေရာမှာနံပါတ်၁ချက်ဘလို့ကားမျိုးတွေဖြတ်နိုင်လို့ဆိုလို့ရှိရင်ဘလို့ကပတ်စံများများပေးနိုင်တော့သူတွေဖြတ်နိုင်တယ်နံပါတ်၂ချက်ယာတူးကြီးကြီးရှိတဲ့သူတွေဖြတ်နိုင်တယ်အဲ့တော့ကျွန်တော်အခုကြားသိထားရတော့သတင်းပေါ့ဒီလိုခြေနေမျိုးမှာကျွန်တော်အနေနဲ့တော့မပြောချင်တော့ညာလဲပဲကျွန်တော်ပြောရတော့မယ်။ဘာကြောင့်လဲဆိုတော့ ကပ္ပစတွေအတွက်အယံကိုရေးကြည့်တယ်။ကပ္ပစတွေအတွက်အယံရေးကြည့်တယ်။ကပ္ပစကြာရင်တက်မလို့အတွက်လည်းဒုက္ခရောက်နိုင်တယ်။စစ်တီတွေရဲ့အသက်အိုးအိမ်စည်းစိမ်တွေမကဘူး။ကျွန်တော်တို့ညောင်ခြေတော့ဒီအုပ်ရှစ်ပင်နော်ပဒောင်ဒီမြို့အကုံလုံးဟာပျက်စီးခြင်း၅ပါးကိုရောက်မဲ့ဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျွန်တော်တို့လည်းမပြောချင်တော့လဲပြောရမယ့်ကိစ္စတစ်ခုရှိတယ်။အဲ့ဒါကတော့အဲဘယ်လိုခေါ်မလဲဆိုတော့600တက်နော်ဒုံးတက်ရဲ့အဲဘယ်လိုခေါ်မလဲဒီ 2IC ပေါ့ 2IC ကလည်းဒီတစ်လုပ်ငန်းတွေလုပ်တယ်လို့ကြားသိရတယ်။နော်တစ်လုပ်ငန်းတွေလုပ်တယ်လို့ကြားသိရတယ်။အဲ့တော့သူကိုယ်တိုင်ကလည်းဒီတစ်လုပ်ငန်းလုပ်တယ်ဒါကကျွန်တော်တို့ကြားသိထားတဲ့အတွက်ကြောင့်မို့လို့ဒါကြားသိထားတဲ့သတင်းတစ်ခုပါပေါ့နော်။အဲ့ဒီအတွက်ကြောင့်မို့လို့နိုင်ဆုံးတော့စုံစမ်းတင်တယ်မေးမြန်းတင်တယ်လို့ကျွန်တော်တို့လည်းထင်တယ်ဒီသတင်းကကျွန်တော်တို့အတတော်လေးရလာပြီ။အဲ့တော့သူကနေပြီးတော့တဲ့နော်အဲ့ဒီမှာဟိုဘယ်လိုခေါ်မလဲဆိုလို့ရှိရင်ဘူးယိုချောင်းတစ်ခိုးလန်းဆိုတာရှိတယ်။ဘူးယိုချောင်းတစ်ခိုးလန်းကနေပြီးတော့ ရိတ်ခါတွေကိုတစ်ခိုးသမားအဲဘယ်လိုခေါ်မလဲဆိုတော့တစ်လုတ်သမားသားတွေစားဖို့အတွက်ဆိုပြီးအဲ့ဒီလမ်းကျောကနေပြီးတော့သူ့ရဲ့တစ်ကားတွေနော်ရိတ်ခါကားတွေအပြစ်လောင်စာစီကအစတင်နေလို့ကျွန်တော်ကြားသိရတယ်။ဒါကြားသိထားတာနော်အတီးပြုတ်ဖို့ကြတော့ခင်ဗျားတို့အနိုင်ဆုံးတော့အဲဒါကိုသတိထားစေချင်တယ်။သူကိုယ်တိုင်လည်းဟုတ်ဒီမရှိမဟုတ်ဒီရှိဆိုတာကတော့နည်းနည်းလေးအဲဘယ်လိုခေါ်မလဲဆိုတော့အချင်းချင်းကြားထဲမှာခင်ဗျားတို့ညှိနှိုင်းပြီးတော့မင်းမြန်းစေချင်တယ်။ အဲ့တော့ဒါကတော့ကျွန်တော်ကြားသိထားတဲ့အတင်းပေါ့ဗျာဒီလိုရှိတယ်ပေါ့အဲ့တော့အဲ့တစ်ခိုးလန်းကနေပြီးတော့အဲသွားတဲ့ကားတွေကဘလို့ကားမျိုးလဲဆိုလို့ရှိရင်ဟောမယ်ဆိုလို့ရှိရင်ဗျာအမ်တော့ကေယောင်ဘာကားလဲအဲ့အဲ့ဒီပုံမလဲဆိုတော့ကျွန်တော်တစ်ခိုးတော့တစ်ခိုးလန်းကို သွားတဲ့ကားမျိုးကြီးပေါ့တကယ်ဒီတောင်ဆိုတော့တက်နိုင်တယ်အဲ့တော့တဲသွားတယ်အဲ့ဒီသူ့ရဲ့ကားဆိုတဲ့ခါကြတော့ဟောတဲ့နော်လမ်းမှာရှိရင်2ပွင့်3ပွင့်လောက်ကဘယ်သူမှမစစ်ရတဲ့ပုံစံမျိုးတွေအထိရှိလာတယ်နော်အဲ့တော့ တခိုးကမာရိတ်ခါအပြည့်တယ်နော်ဒီဒီဒီဆယ်ဘင်းကြီးတက်သွားတယ်နော်ဆင်းလာတယ်ဘယ်သူမှအဲ့တော့ရိတ်ခါတွေပါသွားတယ်အဲ့တော့ဒီရိတ်ခါတွေကဟုတ်ပါပြီတက်လို့သားတွေစားဖို့ဆိုတော့အကြောင်းမဟုတ်ဘူးပေါ့အဲ့ဒီရိတ်ခါတွေကအဲ့ဒီမှာရှိနေသော PDF စားဖို့တို့နော်အဲဘယ်ခေါင်းမဆိုအီအီစားဖို့လိုများဖြစ်သွားလို့ရှိရင်လည်းပြဿနာရှိတယ်အဲ့တော့ဒါကကျွန်တော်တို့မတင်ငါဘူးပေါ့ဗျာနော်ကျောင်းနေလည်းမပြောကျင်တော့ညာလည်းပဲ အဲဒီနေရာမှာတက်မတော်ရဲ့အကျိုးအလွန်ကကပါစာဆက်ယုံကြီးရဲ့အကျိုးအလွန်ကတိုက်ပွဲမှာအသက်ပေးသွားသောစစ်သည်တွေကိုတစ္ဆာစောင့်တည်သောစိတ်ဓာတ်အလွန်ကဒါကျွန်တော်တို့စုံစမ်းမေးမြန်းသင့်တယ်လို့ကျွန်တော်ထင်တယ်နော်အဲ့တော့ဒီလမ်းကျောကနေပြီးတော့တက်သွားတာလေရှိတယ်ဟုတ်လားအဲ့တော့ဒီလမ်းကြီးကလည်းလွန်ခဲ့တဲ့နှစ်နှစ်လောက်ထဲကနေပြီးတော့အေအေကနေပြီးတော့ငွေကြေးပေးပြီးဖောက်ထားတဲ့ပုံစံမျိုးတွေအထိရှိတယ်အဲ့တော့ဆိုလိုချင်တာက ဒီညောင်ကျူတို့ပကံကွဲရွာတို့ကိုတိုက်နေတဲ့သဘုံတွေဟာနေမြေတွေကတောကိုပတ်တယ်တောပေါ်နေဘဲကဘလို့ပေါ်လာမှမသိပါနဲ့စခန်းကိုဝင်ကတ်တယ်စခန်းကတိုက်လို့ရှိရင်ပြန်ဆင်းသွားတယ်ပြန်ဆင်းပြီးတောထဲပြန်ရောက်သွားတယ်လမ်းကျောကကတ်တရလမ်းကဝင်တာမဟုတ်ပဲနဲ့ဘုခေါမဆိုကွန်ရက်တဖွဲဖောက်ထားသောတစ်ခိုးလမ်းနေအဲ့ဒီတစ်ခိုးလမ်းတွေကနေပြီးတော့လာတယ်ဒီတစ်ခိုးလမ်းတွေကိုဖောက်တဲ့အထဲမှာလေကိုရီးယားရဲ့ဒီဘုခေါမဆိုရှင်ဒုတက်ရည်မှုကအစား ပါနေတာကိုတွေ့ရတယ်ဒီတရင်ဝင်တဲ့တင်းကိုစုံစမ်းကြည့်တဲ့အခါမှာလဲအဲဘယ်လိုမှမဆိုငွေကြေးတအားချမ်းသာလို့ကြားသိရတယ်နော်အုတ်ရှိပင်လိုနေရာမျိုးမှာလဲဒီချမ်းနေပါတယ်ဝယ်ထားတယ်ဆိုတဲ့အထိကြားသိရတယ်နာမည်သိတယ်ကျွန်တော်နာမည်မပြောပါဘူးနော်အဲ့တော့အဲ့ဒီအတွက်ကြောင့်မို့လို့ငွေကြေးနဲ့အားလုံးကိုပေါင်းတင်ထားထားထားနိုင်တယ်သူနဲ့အဆင်မပြေလို့ရှိရင်တရင်မူးတော်မှပဲမနေရတဲ့ဘဝတွေရှိတယ်လို့ဒါကတော့တဲ့င်းနေကျွန်တော်တို့ကြားသိထားရတယ်မပြောကျင်ပါတော့ညာလည်းပဲ ိုက်ပွဲဖြစ်နေတဲ့အခြေအနေမှာအားလုံးအတွက်တစ္ဆာစောင့်တည်တဲ့အနေနဲ့ကျွန်တော်တို့စုံစမ်းတင်တယ်လို့ကျွန်တော်တို့ထင်တယ်မဟုတ်ရင်တော့အကြောင်းမဟုတ်ဘူးဗျာနော်ဟုတ်ခဲ့လို့ရှိရင်ရှေ့လျှောက်ကကျွန်တော်တို့အတွက်အနည်းအောင်စီးပဲရှိပါတော့တယ်အဲ့တော့နည်းနည်းလေးစုံစမ်းမေးမြန်းတင်တယ်လို့ဒါကျွန်တော်အော်ဆနာကဟောပြောမှာဆို တို့ပြောတဲ့ပုံစံအရဆိုကားပုံစံကြောင်သုံးလုံးကားပုံစံမျိုးပေါ့နော်အဲဒါမျိုးကားကြီးတွေနဲ့သွားတယ်လို့ကြားသိရတယ်အဲ့တော့ဒါကအခုလက်ရှိဖြစ်နေတဲ့အတိုင်းဒါနည်းနည်းလေးစုံစမ်းသိရင်ဒါကတော့ brown chain တွေပေါ့ဗျာနော်အဲ brown chain တွေမှာအဲခေါ်နံပါတ်၁ချက်အချင်းချင်းပြောမယ်ဆိုနံပါတ်၁ချက်နေနဲ့ brown ဒီ brown ကျွန်တော်တို့ brown မတိုင်ခင်ရှိနေတဲ့ဒီကျွန်တော်တို့ကာကင်းစခန်းဖြစ်တဲ့ဒီညောင်ချိုးစခန်းကလုံးဝမကြတဲ့ပြင်ကိုခိုင်တုခါတို့အရှက်ပိုးဆိုးပတ်ဆက်ကွဲတဲ့အလှဲ့ပါပဲနော် ဒီဟောနီပိန်မီဒီယာများ ਨੇ နီပိန်ကခုံနေတော့နီပိန်များအားလုံးအားလုံးအားလုံးခမားတို့ပို့စုပတ်ဆက်တောက်ချက်ကွဲတော့နေလို့ပြောလို့ရပါတယ်နော်အဲ့တော့လုံးဝမကြတဲ့အပြင်ဒီနေ့နောက်ဆုံးရတဲ့သတင်းရဆိုလို့ရှိရင်ကာနယ်ကြီးဖြစ်တဲ့ဘူမူးကြီးပေါ့ဘူမူးကြီးကိုယ်တိုင်က drone နဲ့စော်တာပါနော်သူ drone နဲ့စော်တဲ့အချိန်မှာအကုန်လုံးပေါ့ဒီအေအေဒီအောက်မှာဟိုဘုကမတာမန် ဒုံးဆိုရှိရင်ပေါ့နော်တာမန်ဘောမဆိုတာမန်ဘုံပေါ့တာမန်ဘုံလက်နဲ့ဆိုလို့ရှိရင်တိတ်ပြီးတော့အေးအေးရမှာဖြစ်အောင်အဲ့တော့သူတို့တွေကိုတွတ်ပြီးတဲ့ဒီလိုမျိုးပေါ့တောတောင်ထူထပ်တဲ့နေရာမှာသုံးတော့လက်နဲ့ကြီးတွေနဲ့စော်ပါတယ်နောက်ထပ်သူတို့ရဲ့ထွက်ပေါက်တွေအားလုံးကိုလည်းလေရင်နဲ့စော်ပါတယ်သူတို့တွေစေကူတွေနေရာတွေကအစလေရင်နဲ့ပြစ်ရှင်းနိုင်တွေ့ရတယ်တမလို့လူလျောချင်းချောဆောင်ရွက်နေရာကိုတွေ့ရတဲ့အတွက်ကြောင့်မလို့ဒါပေမဲ့သို့ပါသောညာလည်းဒီနေရာမှာသတင်းတစ်ခုထွက်တယ်ဒီသတင်းကိုကြိုးလို့မပြောဘူးလို့သဘောထားပေမဲ့အားလုံးရဲ့အကျိုးအလွန်ကအာကျွန်တော်တို့ ွင့်လင်းမြင်သာမှုရှိဖို့အတွက်စုံစမ်းစစ်ဆေးမေးမြန်းသင်ပါတယ်နော်အဲ့တော့ဒီတစ်ခိုးလန်းမှာတစ်လုံနေတာသူကိုယ်တိုင်လုံနေလို့ကြားသိရတယ်သူကိုယ်တိုင်လည်းထွက်စာတင်ထားတယ်လို့ထီတောင်မှကြားသိရတယ်နော်အဲ့ဒါလေးကျွန်တော်ပြောပြချင်တယ်အနာမည်တော့ကျွန်တော်မပြောဘူးအဲ့တော့နော်6 don't that 2ic စုံစမ်းပါဟုတ်ပြီရေးကြည့်တဲ့အတွက်ကြောင့်ပြောတာပါနော်နောက်တစ်ခုအဲနောက်စီးသတင်းကိုသွားမယ်ဆိုရင်တော့ plan ချိန်နေပေါ့ plan 268 268ဆိုတာဒီစစ်သွေးကြွတဲ့ပုံနေပေါ့ချင်းတဲ့ပုံနေ ရမဲနေတဲ့နေရာပေါ့ဗျာအဲ့နေရာကိုတိုက်နေတော့အဲတိုက်နေတဲ့အခါမှာတော့ကြာပြီပေါ့ဟို air drop အများကြီးလာတယ်လာပြီးတော့အခုအဲ့ဒီကိုဟိုတက်အင်အားစုပြီးတော့ပြန်လဲပြီးတော့တိုးတယ်ပေါ့ဆိုလိုချင်တာကသူတို့ဝိုင်းထားတဲ့ဒီချင်းတပုံတွေ PDF တပုံတွေနော်အဲ့ဒီ AA တပုံတွေပေါ့ CDF တပုံတွေဒီတပုံတွေကိုတက်ကပြန်ပြီးတော့ရုပ်ချင်ပြန်ပြီးတော့ခုခံတိုက်ခိုက်တယ်ပေါ့တိုက်ခိုက်တဲ့အခါမှာပြန်ပြီးတော့ ခန်းစစ်ကနေပြီးတော့ထိုးစစ်အသွင်ကိုပြန်ပြောင်းဖို့ကြိုးစားတယ်ကြိုးစားတဲ့အခါမှာစခန်းကုန်းတို့ကလည်းတို့ရဲ့ရည်မှန်းချက်တိုင်းစခန်းကုန်းတကုန်းပြီးနောက်တကုန်းပြောင်းတယ်နောက်တကုန်းတက်ကလည်းတကုန်းမိတကုန်းလိုက်ပြီးတော့တိုက်နေတယ်လို့ဖြစ်တယ်လို့အဲလေလန်ဒီနေနဲ့ဖြစ်ခတ်မှုတွေတယ်အဲជីជីမမဆောင်ရနေတဲ့အတွက်ကြောင့်မို့လို့ကျွန်တော်နောက်ဆုံးရတဲ့အချိန်လေးအထိကတက်ကရလက်ကောင်းပါတယ်နော်ရလက်ကောင်းတယ်အဲဘယ်လိုခေါ်မလဲဆိုရှင်ဒီနေ့ဆိုအလက်30လောက်ထိရတယ်လို့ကြားသိရတယ်နော်ဖလန်းချင်နေရတကယ်လို့ရှိတယ်ပေါ့ဗျာနော်နောက်တစ်ခုက ကျွန်တော်တို့ထန်တလန်ထန်တလန်ကလည်းအခြေအနေကောင်းပါတယ်ထန်တလန်ကလည်းဟိုတနေ့ကဆိုကျွန်တော်တို့ပြောခဲ့တဲ့အတိုင်း190လောက်ရခဲ့တဲ့အတိုင်းဓာတ်တွေရှိတယ်နော်မရယာအခြေအနေလည်းတိတ်ကောင်းပါတယ်မရယာအခြေအနေဆိုလို့ရှိရင်လည်းထမ်းမင်ကုန်ဒီကိုဝိုင်းထားပါပြီလို့ပြောရမှာပေါ့နော်ဟုတ်ပြီဒီနေရာမှာကျွန်တော်တို့အနေနဲ့နောက်ထပ်သတင်းကောင်းလေးတစ်ခုကတော့ ARE တိုင်းရေးကြည့်ပါနော်ရေးကြည့်ပါဆက်ဆက်ရွာဆိုတာရှိတယ်။အဲ့ဒီရွာမှာပြည်သူစစ်ကကင်းမုံဝင်နေ၊ကင်းမုံဝင်နေတာဟုတ်နော်။ရေကြီးကြီးရောက်လာပြီနော်။ င်းမွေးဝင်လာတော့ဒီ AA နဲ့ PDF အုပ်စုတွေဝင်လာတယ်ဝင်လာတဲ့အခါမှာတော့စီးပစ်ခတ်ပစ်ခတ်တဲ့အခါမှာတော့အလောင်းခွန်းလောင်းကြံခဲ့ပြီးတော့ပြန်သွားတယ်လို့ကြားသိရတယ်ဒါကတော့နောက်ထပ်ဒီရေကြီးမျိုးကသတင်းပေါ့အေးနောက်ထပ်အရေးကြီးတဲ့သတင်းတစ်ခုရှိပါတယ်အဲ့ဒီအရေးကြီးတဲ့သတင်းကတော့ကျွန်တော်တို့အမ်ညအောင်မျိုးသတိထားမှာပါညအောင်မျိုးသတိထားမှာเนาะအခု၄ညနာเนาะ၄ညနာအထိကိုစစ်ကရောက်လာပြီဖြစ်တယ်เนาะ ဆက်ဆဲရိုးရွာအနီးနားမှာတဲ့အေအေတွေရောက်နေတဲ့အတွက်ကြောင့်မလို့ထိတွေ့မှုတွေအခုအက်ဘက်ချမ်းမှာအေအေဘီတွေတွေရောက်တဲ့အက်ဘက်ချမ်းမှာထိတွေ့မှုတွေဖြစ်နေတယ်နော်နောက်တစ်ခုကအဲဒီစာမေးပွဲပေါ့ဒီစေတန်းစာမေးပွဲလို့အခုဖြစ်နေတဲ့စာမေးပွဲပြီးသွားလို့ရှိရင်တော့တိုက်ပွဲတွေကြီးကြီးမားမားဖြစ်လာနိုင်တယ်ကွင်းကောက်နဲ့ငတိုင်းချောင်းကြားမှာရှိတော့ကျတို့ပသိမ်မုံရွာလမ်းကတော့အနေရောင်အဆင့်ကိုရောက်နေပါပြီတဲ့နော်အဲ့ဒီမှာလဲမိုင်းနေလဲထောင်ထားလောက်ပါပြီလို့ပြောတယ်အဲ့တော့ကွင်းကောင်းနဲ့ငတိုင်းချောင်းကြားထဲမှာ အဲပြောရမယ်ဆိုရင်နောက်ထပ်ညံအောင်မြို့ကတော့တတိထားရတော့မှာပေါ့ဗျာညံအောင်မြို့ကကြားထဲမှာရှိနေတာ哦အဲ့ဒီကျွန်တော်တို့ရခိုင်နဲ့နော်အနီးဆုံးနေရာရခိုင်နဲ့အနီးဆုံးနေရာညံအောင်မြို့ဖြစ်တဲ့အတွက်ကြောင့်မို့လို့ညံအောင်မြို့ဂယုစိုက်ရတော့မှတိုင်းတားရရှိတယ်နောက်တစ်ခုကဒေသခံလက်နက်ကိုင်အဖွဲ့ဝင်တွေဖြစ်တဲ့ဒီအဲဘလော့ခေါ်မလဲဆိုလို့ရှိရင်ရဲတို့နော်လက်နက်ကိုင်အဖွဲ့ဝင်ဒီချိန်မှာရဲတွေစစ်သားတွေ အဲခွဲခြားနိုင်လို့မရတော့ပါဘူးရဲလို့စစ်သားတို့ခွဲခြားလို့မရတော့ဘူးအားလုံးကကာကွယ်ရတော့မယ်အခု ARD ကိုစစ်ကဝင်လာပြီအဲ့တော့စနာပြောဆိုလေးမျက်နှာဘက်မှာလဲစော်နေပြီเนาะတာပေါင်းဘက်မှာလဲ AA စစ်သွေးကြွတွေနဲ့ PDF တွေနဲ့စော်နေအဲဝင်လာပြီးတော့ခြာနေပါပြီเนาะအဲနောက်ထပ်ကျွန်တော်တို့သိရသလောက်ဆိုလို့ရှိရင်တာပေါင်းပြီးလို့ရှိရင်အဲနောက်ထပ်ကျွန်တော်တို့ဘယ်မှာရှိလဲဆိုတော့အခုညံအောင်ဘက်ကိုလဲညံအောင်ဘက်က အရန်ကိုအရေးကြီးတဲ့နေရာဖြစ်တယ်နော်ပကိုးနဲ့လည်းနီးနီးလေးဖြစ်တယ်အဲ့ဒီအတွက်ကြောင့်မို့အဲ့ဒီမှာရှိနေတော့လုံခြုံရေးတပ်ဖွဲ့ဝင်တွေအားလုံးဟာရှိသင့်ရှိထိုက်တဲ့လက်နက်တွေအားလုံးရှိသင့်တယ်လို့ထင်ပါတယ်နော်အဲ့တော့အခု MA 11လာအဲ့တလက်လောက်ပဲခြာပေးတဲ့ပုံစံမျိုးရှိရတဲ့ကြောင့်မို့လို့သူတို့တွေအနေနဲ့လဲကိုမျိုးကိုရွာကိုရွေးချွတ်ချွတ်ကာကွယ်ခြင်းတော့ AR ရဲ့စိတ်ဓာတ်ကပြင်းထန်ပါတယ်သူတို့တွေဒီအခု တို့စကန်နေမှာ 4D လိုလက်နက်မျိုးတွေလည်းလိုအပ်ပါဟုတ်တယ်လေ 4D လိုလက်နက်မျိုးကတအားကိုကောင်းပါလေဟိုလက်ပြပုံးကိုဒါမျိုးအမျိုးလွှဲပြီးပြရတာဆိုလို့ရှိရင်နော် 4D တလုံးဆိုလို့ရှိရင် तू ကတ်သွားပြီဆိုလက်ပတ်ပြပြီဆိုလို့ရှိရင်ပြန်ကြရတယ်နော် तू ကလက်ပြပုံးနဲ့ပြတာတက်ဆိုလို့ရှိရင်အနီးကတ်တိုက်ပွဲတွေမှာ 4D ကရမ်းကိုအသုံးဝင်ပါလားအဲ့တော့ 4D လက်နက်တွေကိုဒေတာခံနော်ဒီ AR မြန်အောင်တို့လိုနေရာမျိုးတွေမှာတောင်းဆိုနေကြပါပြီဒေတာခံ လုံခြုံရေးတပ်ဖွဲ့ဝင်တွေလက်နက်တွေကောင်းကောင်းတက်ဆင်ပေးဖို့လိုနေပါဘူးဆိုတော့ပြောကြားရင်းနဲ့ကျွန်တော်ရဲ့ဒီနေ့အဲပထမဆုံးပြောမယ်ဆိုရင်ဗမော်ကစစ်တီညီကိုတွေအားလုံးကိုအရန်ကိုချစ်ခင်ပါတယ်เนาะပြီးတော့သူတို့တွေအတိမတ်ပြုမှုလေးကိုအရန်ကိုအဲဒီနေ့အရန်ကိုကြည်နူးမိပါတယ်ဗောနော။ဘာကြောင့်လဲဆိုတော့သူတို့ရဲ့ဒီကျေးဇူးတင်စကားလေးတွေရောပဲဗောနော။အားလုံးကိုကြားသိရတဲ့အတွက်ကြောင့်မို့လို့အဲ့တော့ဗမော်ဒီ KIA အတွက် တင်ညာရင်ဖြစ်နေသလိုကချင်ပြည်နယ်မှာရှိသောတခြားနယ်တွေအားလုံးအတွက်လည်းကျေးဇူးရှင်ပါပဲခင်ဗျားတို့ကြောင့်เนาะဒီတခြားနေရာမှာပွဲတွေကျင်းပနိုင်တယ်ကျေးဇူးအများကြီးတင်ပါတယ်ပြည်သူတွေပြောရင်ကျွန်တော်ပြောတဲ့အတွက်ကြောင့်မလို့ပြည်သူတွေပြောအောင်လုပ်ပေးနိုင်တဲ့ထဲမှာခင်ဗျားတို့ရဲ့เนาะခင်ဗျားတို့ဗမော်ရဲ့ကျေးဇူးတွေအများကြီးပါပါတယ်အဲ့တော့နောက်တစ်ချက်အနေနဲ့ဒီညောင်ချိုးအချင်းနေခိုင်ဒုက္ခအပါဝင်နိပိန်တိုက်အချက်ကွဲသော ပွဲပါပဲဒီနေ့ထိညောင်ကျိုးကအေးဆေးပါပဲဖရာကုံချင်းကုံရဲစခန်းကုံနော်ထုတ်လို့ရေးပြီးလို့ထုတ်လို့ရေးကုံပြီးလို့ရှိရင်နောက်ထပ်အာမကန်ခွေးရွာအထိကတက်ကစူမိုထားနိုင်ပါပြီအေးအေးလေးပြေးတာမှဘလို့ပြေးရဆိုတော့တိတ်မကြခင် from footage တွေတက်လာမှာဆိုတော့ကျွန်တော်ယုံကြည်ပါတယ်နော်ဒါကအဲ့တော့ညောင်ကျိုးရွာချင်းနေနောက်တော့ညောင်ကျိုးရွာနဲ့ဒီကပါစားတွေတက်မလို့သားတွေအားလုံးရဲ့နော်ဟိုကြဆုံးသူ သိပြီးတော့ဗောဗျာနော်တက်မလို့သားတွေအားလုံးကို လေးစားသမှုသူတို့ကို လေးစားသလိုတိုက်နေတဲ့စစ်သည်တွေအားလုံးရဲ့အကျိုးကဟိုဘလိုခေါ်မလဲဆိုချင်တန်ရာဖြစ်ဖွယ်ချိုးရှိတယ်ဒီတန်ရာဖြစ်မှုကိုစုံစမ်းဖို့လိုတယ်အဲ့ဒါကတော့601ဒုံတက်ရင်းက DIC အနေနဲ့အဲဒီလိုမျိုးတက်လုပ်ငန်းတွေလုပ်နေတာတွေလည်းရှိတယ်ဆိုတာကြားသိရတဲ့အတွက်ကြောင့်မလို့ဒါကိုအနိုင်ဆုံးတော့စုံစမ်းမေးမြန်းမှုရှိတဲ့ ਨੇ ဒါကျွန်တော်မဆွဆဲဘူးတို့ပါတော့ညာလည်းပဲတည်င်းကဒီကဲသူဒီချမ်းသာထွက်နေပြီเนาะအဲ့တော့ လုံခြုံမှုအတွက်ကခူးဆိုင်ရပါလိမ့်မယ်အဲဒါကနမတ်နော်ဒီချက်ပြောလို့ရှိရင်နောက်ထပ်ကျွန်တော်တို့ဖလန်းချင်းတွေလည်းကျွန်တော်ပြောပြခဲ့ပြီးသလိုမရီယာချင်းတွေလည်းပြောပြခဲ့ပြီးအတွက်ကြောင့်မလို့ကျွန်တော်ရဲ့ဒီနေ့စီရီသတင်း update လေးကောပဲပြင်သင်ပြင်ထိုက်တာတွေခူးဆိုင်တင်တာတွေအားလုံးကိုလည်းကျွန်တော်ပြောပြပြီးအတွက်ကြောင့်မလို့ကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်လိုက်ပြန်ကြည့်ကြပါဦး